မန္တလေးမြို့ကငလင်ထိခဲ့လို့ဖြိုချရမဲ့တိုက်ခန်းတွေဟာစီဘင်းရဲ့ခွင့်ပြုမိန်ရပေမဲ့လည်းကန်ထရာရဲ့လက်မှတ်မရတာကြောင့်အခန်းရှင်တွေအခက်ကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ကန်ထရာနဲ့စောက်ထားတဲ့တိုက်ခန်းတွေဟာစီဘင်းရဲ့ဖြိုချခွင့်အမိန့်ကိုရပေမဲ့လည်းကန်ထရာရဲ့သိရှိကြောင်းလက်မှတ်ကိုလိုအပ်ပါတယ်။ဒီလက်မှတ်ရမှသာဖြိုချတဲ့လုပ်ငန်းစဉ်ကိုဆက်လက်လုပ်ကိုင်ခွင့်ရမှာပါ။ အမေသာဆန်မြို့နယ်မှာနေထိုင်တဲ့ဒေသခံတူကတော့အခုလိုပြောပါရစေ။ကျွန်တော်တို့ပြောတာဒီလိုမျိုးအဲ့လိုအဲ့လိုတွေဖြတ်ကြမယ်ဆိုလို့ရှိရင်လည်းတန်ဆတ်ကကြပြရှိကြမော်လက်မှတ်ထိုးရမှာလေ။လက်မှတ်ထိုးရမှာဖြစ်တဲ့ကြောင့်သူ့ကိုအဲ့ဟာကိုထိုးခိုင်းဖို့လက်မှတ်ထိုးခိုင်းဖို့ဆိုင်ရောက်ကိုကိုသူကလက်ခံပြီးသူကလူဖို့မတွေ့ဘူး။အဲ့တော့ကျွန်တော်သူ့ကိုယ်တိုင်လည်းအဲ့ဒီနေရာတွေမှာသူနေတဲ့နေရာမှာမရှိတော့ဘူး။အဲ့တော့ ဒုက္ခရောက်တာပေါ့နော်ဒီကလေးပါဆက်လို့ရမှမရှိဘူးဆက်လို့ရမှဟိုပါလုံးဝစင်နေနှောက်နေတာခုကကိုယ်ကိုဖြည်းဖြည်းစားကြမယ်မကန်ထက်ကသွားပြီးအတိပေးနေဆိုမှသူကမရှိတော့မရှိတော့တိုင်ပဲတော့တိုင်ပဲတော့အခုကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့တိုင်ခံလို့ဆိုရင်အခုထိုင်ပြီးဖက်လို့ရမရသေးဘူးတကယ်တမ်းဆိုရင်တိုင်ခံလို့ရ45ဒီဂရီ3လင်းလေးနေပြီအဲပေါ့နော်အဲ့အဲ့လိုမျိုးစောင်းစောင်းကြီးကိုဖြစ်နေတာအဆင်မပြေဘူးဘေးအိမ်ကိုဆိုလဲပြည်ရတယ်ဘေးပတ်ဝန်းကျင်လည်းနောက်ဆက်နဲ့စိတ်ဒုက္ခဖြစ်တာပေါ့နော် မန္တလေးမှာဆောက်လုပ်ပေးခဲ့တဲ့တိုက်ခန်းတွေရဲ့ contract အများစုကိုလက်ရှိမှာဆက်သွယ်လို့မရတော့ပါဘူး။ဒါကြောင့်ဆက်လက်ဖြိုချခွင့်ရဖို့အချိန်တွေနှောင့်နှေးနေရတဲ့အတွက်တိုက်ခန်းပိုင်ရှင်တွေဟာစုပေါင်းပြီးတော့သက်ဆိုင်ရာဌာနတွေကိုအသနာခံစာတင်ထားတယ်လို့လည်းဒေသခံတချို့ရဲ့ပြောပြချက်အရသိရပါတယ်။စီပင်ဥယျာဉ်ဌာနနဲ့နှိဆက်သူတူကလည်းဒီကိစ္စနဲ့ပတ်သက်လို့အခုလိုပြောပြပါဗျ။ contract နဲ့သူကပေးပြီးတော့အဆိုင်ကိုပတ်သက်လို့ contract ပေးပြီးဆောက်တာဆိုတိုင်းလည်းမလိုလို့ပဲလို့ပြောတယ်။ဥယျာဉ်ဆိုတော့မလိုဘူးစီပင်ဝါပြကိုယ့်အဖြစ်ချင်းချက်လို့ရတယ်လို့ပြောတယ်။ ချိုးဝင်လာပြရကောက်ကောက်ခါမှာကန်ထိုက်လက်မှတ်လို့တယ်ကန်ထိုက်တာဒီသိပါဆိုတာလက်မှတ်ကလို့ရတယ်အဲ့လက်မှတ်မရဘူးဆိုတော့အစ်မပြေလောက်ဘူးတင်တယ်နည်းနည်းညှိရမှတင်တယ်သူတို့ရင်းကပြန်ပြီးတော့နည်းနည်းရှင်းပြရေးဘလို့ကန်ထိုက်တာမရှိမှောက်တချို့ပုံမျိုးဆိုရင်မလုပ်တော့ဟာရှိရလေအဲ့လိုဆိုလို့သူတို့ဖြတ်သိမ်းလိုက်တာရှိသူတို့ပြန်ရှင်းအဲ့လိုပြန်ပြောရမှာအဲ့လိုဟာရှိမှာပေါ့အဲ့ဒါသူတို့လူကြီးနဲ့သေးတယ်ကောက်ကောက်မှလည်းသူတို့ကြတယ် ငလင်ဘေးဒဏ်သင်ခဲ့တဲ့နေအိမ်အဆောက်အုံတိုက်တာအများပြားကိုမန္တလေးမြို့စီပင်သားရဲကော်မတီကလူနေထိုင်ရန်သင့်မသင့်ဖြိုချဖို့လိုမလိုဖြိုချဖို့လိုရပါကလည်းဖြိုချခွင့်အမင်းခွင့်ပြုချက်ထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပေးနေပါတယ်။စစ်ကောင်စီလက်အောက်ခံမြို့တော်စီပင်ကတော့အဆောက်အုံတွေဖြိုချပေးမယ်လို့နှုတ်ကပတ်ပေးထားပေမဲ့လက်တွေမှာလူအင်အားဆက်ရန်ရအင်အားမလောက်ကားတာတွေနဲ့ကြုံတွေ့နေရတယ်လို့မန္တလေးဒေသခံတွေကပြောပါရတယ်။